ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ဗောနော်အဲ့တော့ဒါကျွန်တော်တို့ဒီနေ့နေ့လည်မှာတော့ကျွန်တော်ကြုံတွေ့ခဲ့တဲ့အကြောင်းအရာလေးတခုကျွန်တော် experience ကိုကျွန်တော်တခုပြောပြပါဘောနော်ဒါကျွန်တော်တို့ဘလုံးပွဲကြည့်တာဘာညာကြွားဖို့လဲမဟုတ်ဒါပေမဲ့ကျွန်တော်ပေါ်မှာကျွန်တော်ဒါဒါမျိုး experience ကျွန်တော်တုံတုံတန်းဒါကျွန်တော်မကြုံခဲ့ဘူးဒါ brave နဲ့ cd ပွဲစဉ်ဒါလွန်ခဲ့တဲ့တရက်နှစ်ရက်ဗောနော်ကျွန်တော်ဒီချိန်တည်းနဲ့နှစ်ရက်လောက်ဖြစ်သွားပြီဗောနော်ဒါကျွန်တော်တကမနေရဗော brave နဲ့ cd ပွဲစဉ်ကျွန်တော်မကြည့်ဖြစ်ခဲ့ဘူး အဘရဖူနဲ့စီဒီပေါ်ကကျွန်တော်မကြည့်ခဲ့ပဲနဲ့ကျွန်တော်အနေနဲ့ကျွန်တော်ဒါလန်ဒန်ကမပြောင်းခင်အဲ့ဒီလန်ဒန်မြစ်ဘေးအသိမ်းပြောတော့သူတို့သိမ်းမြစ်ဘေးနာမှာကျွန်တော်အမြင်နဲ့လန်လျှောက်တယ်လန်လျှောက်ပြီးကျွန်တော်အဲ့မှာနေအဲ့နာညစာစားပြီးကျွန်တော်ပြန်လာတော့ပွဲပြောနေတာတော့ဒါစီဒီပွဲအပီဘရဖူနဲ့စီဒီပွဲပြီးပေါ့နော်ဘရဖူနဲ့စီဒီပွဲပြီးကျွန်တော်ထင်တယ်ဘယ်လောက်ရှိမလဲနှစ်နာရီခွဲသုံးနာရီလောက်တော့ရှိပြီဒါကျွန်တော်တို့ပြီးတော့ကျွန်တော်ပြန်လာတယ်ပေါ့အဲ့တော့ကျွန်တော်အဲ့ဒီကျွန်တော်တို့ကျွန်တော်ကျွန်တော်ပြောပြပါတယ်ကျွန်တော်တို့နေတဲ့ အိမ်ကဘရက်ဖို့နဲ့ကျွန်တော်အခုလက်ရှိကျွန်တော်ငှားပြီးကျွန်တော်ဒါကျွန်တော်တို့ပြီးနေတဲ့လူတွေရဲ့အိမ်ကဒါဘရက်ဖို့နဲ့တအားနေတယ်အဲ့တော့ပြောချင်တာကျွန်တော်လန်ဒန်ကနေပြန်ဘရက်ဖို့မှတ်တိုင်ဟိုသွားတယ်အဲ့တော့ကျွန်တော်ဒါဘရက်ဖို့ကိုကျွန်တော်ဒါအိမ်ကနေပြီးတော့အဲ့အဲ့သိမ်းမြစ်ဘက်ကိုလမ်းလျှောက်ဖို့သွားတော့လည်းဘရက်ဖို့ပရိသတ်တွေအများကြီးနေကျွန်တော်ဒါလမ်းမှာကြုံတွေ့ခဲ့ရတယ်ဒါပေမဲ့ခုနကအဲ့တုန်းကကျွန်တော်တော့မှဘာ experience မရှိဘူးဒါကျွန်တော်လူတွေတက်တယ်ကျွန်တော်ဘီနာမတယောက်လာထိုင်နေဒါသူ့သူ့ဖုန်းသုံးပြီးသွားတယ်ဗောနော် ပြီးလိပြီးတော့ကျွန်တော်တို့အပြန်ပေါ့နော်အပြန်ကြတော့ဒါကျွန်တော်တို့နှစ်နာရီခွဲသုံးနာရီလောက်ရှိပြီကျွန်တော်အဲ့ဒီမှာကျွန်တော်လက်မှုမှတ်မှတ်ပဲအဲ့ဒီမှာဒါကျွန်တော်ဒါ brand food မှတ်တိုင်လေးရောက်ကောလူလေးယောက်တက်လာတယ် brand food ဒါကျွန်တော်တို့ label လေးတွေနဲ့ပြောမှမဆိုဗျာကျွန်တော်တို့ဒါချစ်စရာလေးဒါမဲ့သူတို့ကတာသူ့ပေါ့ဒါကျွန်တော်တို့တာမန်ထပ်ပူပြီးစွမ်းတဲ့လူတွေအဲ့လိုပဲပြောမှာတာမန်မဟုတ်ဘူးဆိုတော့ပြောလို့လည်းမရဘူးသူတို့ကတကယ်ကိုတော်ရဲလူတွေတကယ်ကိုကြည့်ရဲ့ perspective မှာဆိုတော့ကျွန်တော်တို့ဒါဟိုမတန်ပြင်းရဆိုတော့မဟုတ်သူတို့ကစွမ်းအောင်စွမ်းတာ ကျွန်တော်တို့ကလာတာမန်တာမန်မဟုတ်တဲ့ဆွမ်းတဲ့လူတွေလို့ပဲကျွန်တော်တို့မြင်တယ်အဲ့တော့လူမတော်ချစ်စရာကောင်းနေတာကျွန်တော်တယောက်ကဒါကျွန်တော်တို့အော်ဒီဇင်ဖြစ်မယ်တယောက်ကဒါကျွန်တော်တို့အဲနှစ်ယောက်သုံးယောက်လောက်ကအော်ဒီဇင်ဒါအဓိကဒေါင်းဆွေနှုံးနှစ်ယောက်ပါတယ်ဟိုလိုလိုဒီလိုကျွန်တော်ဒါကျွန်တော်ဒီဒီတော့မသိဘူးတဲ့ကျွန်တော်ထင်တယ်သူတို့ရဲ့အုတ်ထွင်းသူကတယောက်ထင်တယ် တယောက်ပါရတာကျွန်တော်သူ၃ယောက်ပေါ့နော်လက်ရှိမှာဒါကျွန်တော်လူကြီးတွေဖြစ်ပေမဲ့ဒါကျွန်တော်ကလေးလေးလူပဲဒါကျွန်တော်စကားကြီးပြောတတ်တယ်အဲ့တော့အဲ့လိုမျိုးကျွန်တော်ထင်တာကြည့်ရတာအသင်းဘက်ကနေပြီးတော့ဒီလိုမျိုး disable ရှိတဲ့လူတွေကိုဒါကျွန်တော်တို့ AC မှာပြန်ခိုင်းနေတဲ့ပုံပဲဒါကျွန်တော်ကြည့်ရတာကစားသမားကြီးနေလေသူတို့တို့ဒါကစားသမားကြီးနေတဲ့ပုံရတဲ့ပုံလားသူတို့အချင်းချင်းပြန်နေတယ် အဲကျွန်တော်အဲ့တော့အပြန်ညတော့ကျွန်တော်ညာ6ခွဲ6လေး5လောက်လို့ရှိပြီပေါ့နော်ကျွန်တော်ကျွန်တော်ကျွန်တော်ထိုင်နေနေကျွန်တော်ဘက်ကသူကရောက်လာပြီးတော့သူတို့ကလူတစ်တွေဆိုသူတို့ကမကြောက်ဘူးအရင်သူတို့ကဒါကျွန်တော်ငငယ်တုန်းကတော့သူတို့တွေလူတစ်တွေဘာညာဆိုတဲ့ပုံစံမျိုးသူတို့ကြောက်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဟိုလူဘာလဲကျွန်တော်လူတစ်တွေဆိုရင်သူတို့ကကြောက်တယ်အရင်တော့ဒါပေမဲ့ဒီနိုင်ငံညာကတော့ကျွန်တော်ဒီလိုမျိုးကျွန်တော် special needs people တွေကြတော့လူကိုတိတ်ပြီးတော့မကြောက်တဲ့သဘောမှရှိတယ်ပေါ့နော် တတော်လေးကိုကျွန်တော်လာ approach လုပ်တယ်။သူကကျွန်တော်တိုက်တဲ့တယောက်ပေါ့နော်ကျွန်တော်တို့ကကောက်မလီးပေါ့နော်ကလေးမလီးတယောက်ကကျွန်တော်လာ approach လုပ်ပြီးတော့ကျွန်တော်တို့ကမေးတယ် do you support anyone ਨੇ ဟဲ့လို့ i support tottenham သူတို့ spurs ဆိုပြီးတော့ကျွန်တော် tottenham ဟာတယ်သူကကျွန်တော်လက်ညှိုးထိုးပြီးတော့ ဟာတဲ့ငါတို့ရဲ့နီးပြားကြီးယူွားနေတယ်။ဒါမှ you take our like ယူပါလေ you take our manager တဲ့။အဲ့မဟုတ်ဘူးလေအခုကြည်ရန်သူကလည်းရမ်းကောင်းတာပဲပေါ့နော်။အခုလည်းရှိမှ CD ကိုရှုံသွားရင်မတားကောင်းတော့မကောင်းမကောင်းတဲ့ငါတို့ Thomas Friend ပြန်ပြီး Thomas Friend ပြန်ပြီးပေါ့နော်။အဲ့တော့သူတို့ brand phone နဲ့ဟိုဖြစ်တော့ Thomas Friend ပြန်ပြီး Thomas Friend ပြန်ပြီးဆိုပြီးကျွန်တော်ပြန်ပြောအဲ့မှာနောက်ထပ်ရှိရတယောက်ကဘုရားဘုရားပဲအားတဲ့ဟိုတော့ Spa Developer တော့တော်တော်ပေါ့နော်။ကျွန်တော်တို့ Tottenham is good team good team ဆိုတော့ကျွန်တော်ပြန်ပြောရဲဟုတ်တယ်ဆိုတာပြောဒါပေမဲ့ Grafford is also good team now no တဲ့ before yes တဲ့ now no တဲ့တော့ကျွန်တော်မကြောက်အဲ့တော့ ဒါကျွန်တော်တို့နဲ့စကားသုံးအေးပေါ့မရှိဘူးဆိုကျွန်တော်ဒါအသုံးမှတ်တိုင်စာလောက်ပြောဖြစ်တယ်။တို့ကတော့ကျွန်တော်တို့ကတို့ကစကားပြောတာအရင်ကြီးတော့ဒါ complicated matter ပြောတာဘယ်ကစားသမားဘယ်လူကောင်းနေဘယ် tactic ဘယ်ကောင်းနေမဟုတ်ဘူး။တို့တက်ကခုနကပဲ yes and no ကစားသမားနာမည်တီးတယ်နီးပြနာမည်တီးတယ်တို့မကြိုက်ဘူးဆို no ဆို order ပြီးတော့တို့စကားတွေကြေးကြီးပြောတယ်ဘေးကလူတွေကလည်းတို့ကဘယ်တော့မှပြစ်မမြင်ဘူးနော်။ဒါကြတာမှလူအများကြီးမရှိဘူးဘယ်သူမှတို့ပြစ်မမြင်ဘူး။ကျွန်တော်လည်းတို့နဲ့စကားပြောနေတယ်တို့ကကျွန်တော်ပြောချင်တော့တို့ကဟားတဲ့ဟို Asian လားတို့က reason တို့မှာတော့ reason ဆန်ပါညာပြီး Asian လားဆို ဟုတ်တယ်လို့ငါခုနကငါမြန်မာပြည်ကလာတော့ပွဲမြန်မာနဲ့မြန်မာပြည်သားဆိုထိုင်းဆိုသူတို့ထိုင်းလည်းမသိအဲ့တော့အေးပေါ့သူတို့ကြ special education မှာဆိုသူတို့ geography ကအားနေတာလည်းဖြစ်မှာပေါ့အဲ့တော့ကျွန်တော်တို့ထိုင်းဆိုလည်းမသိအဲ့တော့သူကပြောတယ်ဟိုဟာပေါ့ Asia Asia ဆိုတော့ okay okay တဲ့ပြောပြောသူတို့စဉ်းတော့အဲ့တော့ဟိုဘလုံးတင်တင်ကဒီနေရာမှာဒါ Brandford အုပ်စုလို့ဆိုတာကျွန်တော်တို့ treat လုပ်တော့ဆိုတာလည်းအရန်လီစားပေါ့ပြီးတော့ဒါကျွန်တော်တို့ဒီ ဒီဒီမှာမှာဖြစ်သွားရဖြစ်ပြောပေါ့နော်ကျွန်တော်တော်တန်ဟော့စပယ်တင်ကျွန်တော်လီယူနိုက်တက်နဲ့ပွဲစဉ်မှာကျွန်တော်အဝေးကွင်းပွဲသွားကြည့်တယ်အဝေးကွင်းပွဲသွားကြည့်တဲ့အချိန်မှာကျွန်တော်အတွက်အဲဒါကျွန်တော်ထူးထူးဆန်းဆန်းမကြုံဘူးတဲ့ experience တခုနဲ့ကျွန်တော်ကြုံခဲ့ရတယ်ကျွန်တော်တို့ခါတိုင်းဆိုရင်အဝေးကွင်းပရိသတ်တွေကဒါကျွန်တော်တို့အိမ်ကွင်းပရိသတ်တွေနဲ့နည်းနည်းလေးခွာတယ်ခွာတယ်ဆိုတာကြီးညမှာဒါကျွန်တော်တို့အဲလှေကားတို့ဘာတို့အဲ့လိုပုံစံမျိုးခွာ security ကိုနှစ်ဖက်ကတ်ထားတဲ့ဥစ္စာမျိုးသွားတယ်ခမောက်ဒါ video တွေထဲမှာတို့ video live တွေထဲမှာတွေ့ရင်ကြည့်ရတယ်မှာပါတယ်ဒါကျွန်တော်တို့အဲ့ဟိုလူတန်းကြီးဒါအစိမ်းအောင်ဒါဝတ်ထားတယ်ဒါကျွန်တော်လူတန်းကြီးနှစ်တန်းတာကာထားပြီးဆိုတာအဝေးကွင်းနဲ့အိမ်ကွင်းကဒီကောက်လည်းလည်းမဟုတ်ဘူးဗျာလက်ရှိမှာတော့ကျွန်တော်တို့အိမ်ကွင်းအဝေးကွင်းဆိုပြီးတို့တတ်မှတ်ထားတဲ့ပုံစံမျိုးမှာကျွန်တော်တို့ကအဝေးကွင်းပေါ့နော်ဒါအဝေးကွင်းပေးမှကျွန်တော်တို့ဒါသူ ြောရမယ်ဆိုကိုရီယိုဒါမသိမသာတားလိုက်တယ်ဆိုတဲ့ပုံစံပေါ့နော်ဒါခိုင်းဆိုကျွန်တော်တို့ဒါဟိုဘက်နဲ့ဒီဘက်ရန်ဖြစ်ပြီဆိုရင်ဒါကျွန်တော်တို့လက်ကလေးထောင်ပြတယ်ကျွန်တော်ဟိုဖို့ပုံပြုတ်ပြဒီပုံဒီကတော့မထူဘူးဗျလီယူနိုက်တက်အလန်ရုတ်ကဘယ်ဘက်ဘေးမှာဒါတာမန်ဒါကျွန်တော်လူတွေဖြစ်မယ်ကျွန်တော်ညာဘက်မှာကျွန်တော်မတန်ဟိုမတန်ပေမဲ့စွန်းနေလူတွေပေါ့နော်ဒါကျွန်တော် disable တွေတည်တန့်ထားတယ် ဒီစိပဲတွေဆိုဒီနာခုနလို့ကျွန်တော်တို့ order စင်ဘာညာတော့မဟုတ်ပြင်မဲ့တကယ်ဒါကျွန်တော် wheel chair တွေနဲ့အတူဒါကျွန်တော်တို့လက်ရှိတချို့ကြတာတကယ်ကိုအဆင်မပြေဘူးတချို့ကြတာကျွန်တော်တို့အဲ6တော့အသက်ဟိုဘာပြောမလဲဆိုအသက်ကြီးပြီးဒါကျွန်တော်တို့လုံးဝဘောလုံးပွဲလာကြီးရလူတွေအဲ့တော့ကျွန်တော်ပထမဒီ Lee United ဒီစိပဲဒါကျွန်တော်တို့ people ဆိုတော့ကျွန်တော်အများကြီးမရှိဘူးဒါပေမဲ့အများကြီးပဲအဲ့တော့ ဒါကျွန်တော်တွေးမိတာဗောနော်ဒါကျွန်တော်ပရိသတ်တွေနဲ့ respect ဖြစ်တာဗောတော်တော် hospital ပရိသတ်တွေဆိုရင်ဒါကျွန်တော်တို့နောက်ဆုံးပွဲပြီးသွားတဲ့အချိန်မှာဒီ disable ဖြစ်နေတဲ့လူတစုကိုတော်တော် hospital ရဲ့တချို့ပရိသတ်တွေကတိုက်တက်တက်နိုင်လောက်တက်နိုင်တဲ့ဘက်ကကူညီသွားတယ်ဗောတခါကျရင်ခုနကပြောဆိုပေးတာသူတလုံးကမှတ်မိကြလားမသိကြကျွန်တော်တို့တော်တော် hospital နဲ့ဒါကျွန်တော်တို့ Arsenal နဲ့ကြားထဲမှာလည်းဖြစ်ခဲ့မှုတဲ့ moment တွေရှိတယ် Liverpool နဲ့ဒါကျွန်တော်တို့ Everton နဲ့ဒါကျွန်တော်တို့ဖြစ်ခဲ့မှုတဲ့ moment တွေရှိတဲ့ပုံစံမျိုးပဲအဲ့ဒါကဘာလဲဆိုတော့ we might be rival we are not enemy ဆိုတဲ့စကားလုံးပဲ တခါကျရင်အများကုနာပေါ်ဆိုဘောလုံးဆိုတာကအဲ့ဒီ end of the day မှာဘောလုံးပဲကျွန်တော်တို့မှလက်ရှိမှာငလင်ဖြစ်သွားပြီဆိုရင်မှကျွန်တော်ကျွန်တော်တို့ခုနကလည်းကျွန်တော်တို့ကျွန်တော်တို့ Arsenal fan တွေနဲ့အပေါင်းကြီးဆွဆဲလို့ဆိုမယ်ကိုထုတ်ဆိုကျွန်တော် Arsenal ပြိတ္တကျွန်တော်ဆို Spurs ပြိတ္တခင်ဗျာကျွန်တော်တို့ညတော့တည့်ရမှာမဟုတ်ဘူးဒါမနိုင်ပြောမလို့ခင်ဗျာကျွန်တော်ငလင်လုတ်တဲ့အချိန်မှာကိုထုတ်လူခံတယ်ကျွန်တော်ကကိုထုတ်စီလူဖို့သွားပြောတယ်ဒီလို combination သွားတယ်ကျွန်တော်ပြောဒီတိုင်းပဲကျွန်တော်ဘောလုံးမှာဆိုရင်ခင်ဗျာကျွန်တော်တို့ခင်ဗျာကျွန်တော်တို့ဒါအင်္ဂလိပ်အင်္ဂလန်ပြိတ္တဒီလောက်ကွင်းပြင်မှာ လူမျိုးကြီးခွဲခြားတာလူမျိုးကြီးခွဲခြားတာပဲရှိတာနော်တကယ်လူမျိုးကြီးခွဲခြားတယ်ကောဒါပေမဲ့ကွင်းထဲရောက်ပြီဆိုတော့ကျွန်မ Go Twin လို့ကတော့ရှိတယ်လို့နာနာဖတ်နိုင်ခံရတာကျွန်တော်ဆို Lee United ကွင်းဒါကျွန်တော်ဗာလဲ Ranger ကွင်းအဲ့ကွင်းတွေတော့ကျွန်တော် Go Twin တယ်မလားလူကြီးတွေကျွန်တော်ဖတ်နိုင်ကြတာ အာဖတ်ပြီးကားကြရခင်ဗျာကျွန်တော်ကျွန်တော်မသိဘူးเนาะကျွန်တော်ဘဝမှာအမှတ်မိဆုံးကကျွန်တော်ရဲ့ woof ရဲ့ကျွန်တော် woof fa ဖလာမှာဗောနော်ကျွန်တော်တို့ woof အသင်းကိုကန်နေကျွန်တော်ပနတီတီရောက်သွားတယ်ကျွန်တော်နောက်ကျအသင်းကိုကျွန်တော်တို့ဘေးခံကျွန်တော်ပနတီတီရောက်သွားတဲ့အချိန်မှာကျွန်တော်ဒါကုနာဘောကျွန်တော်မမေရကျွန်တော်ဘီနာမှာကျွန်တော်လူမဲပါမယ်ကျွန်တော်ရှိမယ်ပြီးရင်ကျွန်တော်ရဲ့ညာဘက်မှာလူလူရှိတယ်ကျွန်တော်တို့တုံးရဘာလုပ်နေသေးလားပနတီကကျွန်တော်တို့တုံးကကိုလက်ကိုကျွန်တော်တို့ကကလေးလေးလိုပဲတပနတီလွဲမှာဆိုလို့လေ၃ယောက်ဒါလက်ကင်ထားပြီးတော့ပနတီလွဲမှာဆိုလို့ โกบีဆိုအဲ့လက်လက်ကြီးကိုလေးထဲမြောက်တယ်အေးခုနကဘမကူးဆိုဟာပြတော့ကျွန်တော်အတောင်အကုန်ကူးတယ်ပေါ့နော်အဲ့တော့ကျွန်တော်နောက်ဆုံးဘူးလဲအဲ့တုံးအောင်ကျွန်တော်ငငယ်တုန်းကတည်းကမှဟိုဝိုင်းကြီးပေါ်ဝက်ဒူဝေးလက်လေးတွဲပြီးကတော့အဲ့တုံးအောင်ကျွန်တော်အဲ့လိုကခဲ့တယ်ပြောချင်တာကဘောလုံးမှာပေါ့နော်ကျွန်တော်ဒါလူမျိုးမရှိဘူးဘာသာမရှိဘူးတကယ်ကိုဘောလုံးကဟိုလုံးဝ peace ပီစီရဲ့အစားတကုနာမအချင်းချင်းပြစ်တက်တွေမတည်တာဟုတ်တယ်ဒါပေမဲ့အဲ့ဒီဘောလုံးကတခုခုအေးကြုံလာပြီဆိုရင်တကယ်ကိုလမ်းပြထွက်တယ်ခုနကျွန်တော်ပြောအဲဗာတန်နဲ့လာလေဘူးတော့မမေရအဲဗာတန်ကလင်းငယ်တယောက်ကဒါကျွန်တော်တို့တွေးလူတာလားကျွန်တော်တို့ဒါအော်ဂန်ဒိုနာလူတာမသိလေဘူးပြစ်တက်တယောက်ကဒါကျွန်တော်တို့ချက်ချင်းဆိုဆိုအဲ့ဒီကြော်ညာကိုတွေ့တဲ့အကြောင်းမသူ့ရဲ့ဒါတွေးနဲ့လဲကင်ကြီးတယ်သူ့ရဲ့ဒါအင်္ဂါနဲ့လဲကင်ကြီးဆိုသူသွားလူခဲ့တယ်အဲ့ဒီအချိန်မှာမမေရအဲဗာတန်ကွင်းအဟောင်းမှာလေဘူးပြစ်တက်တွေကနေပြီးတော့ Everton Queen Home မှာ Liverpool က Everton ပြိတက်တွေကနေအဲ့ Liverpool ပြိတက်တွေကိုဒါကျွန်တော်တို့ Everton Liverpool ဆိုတော့ကျွန်တော်တတ်နဲ့တကူ half half scalp ဝတ်တဲ့နိုင်ကိုကိုဟာမဟုတ်ဘူး half half scalp ဆိုတော့ကျွန်တော်တို့ဒါ level မှာဒါကျွန်တော်တို့တဝက်တဝက်ဆိုဘယ်တော့မှဝတ်တယ်ဒါကျွန်တော်တို့ပြိတက်တွေမဟုတ်ဘူးအဲ့ဒီပွဲစဉ်တော့ဝတ်တော့ဝတ်ခဲ့ပြီဒါကျွန်တော် Liverpool ရဲ့ပြိတက်တွေကိုလည်းအဲ့တော့မမဲရတာကျွန်တော်တို့လက်ရှိ Everton နဲ့ Liverpool ဒါကျွန်တော်တို့သူတို့မာဆေးဆိုင်ဒါဘီပေါ့နော်မာဆေးဆိုင်ဒါဘီမှာဒါမိနစ်20ဆိုတာနဲ့သူတို့ဒါကျွန်တော်အဲ့တော့ပြောချင်တာဗျာတိလာဂျူတာဖြစ်သွားတဲ့အချိန်မှာဒီဂိုဂျူတာဖြစ်သွားတဲ့အချိန်မှာ Everton အသင်းက ပထမဦးဆုံးအသင်းအနေနဲ့လက်ပဘူးအလှဆွတ်တယ်သူတို့ဘာလုပ်ပေးရမှာဘာလုပ်ပေးနိုင်လဲအသင်းတဲ့တဲ့တို့ဘယ်လိုလုပ်ပေးဆွတ်တောင်းနေမှာလဲ everton အသင်းကနေပထမဦးဆုံးတောင်းပေးခဲ့တယ်အာနီစလော့ကိုတိုင်းကလည်း everton အသင်းကိုချီးကျူးခဲ့တယ်ပြောချင်တာကကျွန်တော်တို့ကဟိုနဘောလုံးနဲ့ပတ်သက်လာရင်ကျွန်တော်တို့ကခင်ဗျားတို့ကျွန်တော်တို့ဘောလုံးအင်ဂျီဝင်လာရင်ဒါကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာပေါ်အရေးပြားပဲ ကျွန်တော်တို့ဘောလုံးအကြောင်းပြောပြီဆိုရင်တဝိုင်းထဲမှာပဲကျွန်တော်ညီကိုပဲခင်ဗျားကျွန်တော်လည်းဒါကျွန်တော်ပြောဆိုပဲစကားတူစရာမဟုတ်ဘူးနော်တခါကျလက်ဟန်ချီရမ်းနေတော့ပြောလို့ရခုနပြောသူပဲခင်ဗျားဘလောက်ပဲခင်ဗျားအဆင်မပြေဖြစ်နေခုနပြောသူကျွန်တော်လက်ရှိမှာသူမတန်ပြင်းမဲ့စွမ်းနေတယ်ဆိုတဲ့လူတော့ကျွန်တော်နဲ့ connect လုပ်လို့ရတယ်ဘောလုံးအကြောင်းပြောပြီဆိုအကုန်လုံးကညီကိုပဲအကုန်လုံးကတငယ်ချင်းပဲအဲ့ဒီဥစ္စာကိုကျွန်တော်ဘောလုံးနဲ့ပတ်သက်ပြီးအင်မတန်မှကြိုက်တယ်ပေါ့နော်ဘောလုံးနဲ့ပတ်သက်တဲ့အခုလက်ရှိဒီလိုမျိုးခေတ်ကာလမှာစိတ်ပက်စရာအချိန်တွေအများကြီးအများကြီးဖြစ်နေတာမှန်ပေမဲ့ တကယ်တမ်းနင်းလားငါလားဟိဆိုတဲ့ movement မှာဘောလုံးပြိတ္တတွေလောက်လက်ရှိမှာလူညီတဲ့ပြိတ္တတွေတုံတန်မှုတွေ့ဘူးခမကျွန်တော်အာနာသိန်းတော့လည်းဘောလုံးပြိတ္တတွေရှည်ဆုံးကလည်းကျွန်တော်ဆန္ဒပြခဲ့တာပဲကျွန်တော်လက်ရှိကျတော့ကျွန်တော်ငလင်းဆိုလဲငလင်းရေးပေးဆိုလဲရေးကျွန်တော်တို့ဘောလုံးပြိတ္တတွေဘယ်တုန်းကဖြစ်ခဲ့လဲကျွန်တော်ဘောလုံးနဲ့မတိုင်ခင်တည်းကဟိုလူဟိုလူပြောဒီလူပြောပြောခဲ့တာရှိတယ်ဘောလုံးပြခဲ့ပြီးကျွန်တော်တို့အလူခံပေးဖို့အတွက်ဝင်မလေးဘူးတကယ်လှုပ်ပေးဖို့အတွက်ဝင်မလေးဘူးဟိုကလှုပ်ပေးဖို့အတွက်ဝင်မလေးဘူးဘောလုံးပြိတ္တတွေကတကယ်ကိုအရေးကြုံလာပြီဆိုရင်ကျွန်တော်တို့ကတကယ်ကိုပြောတာအခုနဘောလုံးရောကတော့ဘောလုံးတချို့ကြာဟာတယ်မှာဘောလုံးနဲ့ပတ်သက်ရင်အာ အဲ့တော့ကျွန်တော်ဘောလုံးနဲ့ပတ်သက်ဖောင်းမထူးနဲ့ကျွန်တော်ဒါတောင်းနေအခုနောက်ပိုင်း K-pop နဲ့ပတ်သက်လဲကျွန်တော်ဖောင်းမထူး K-pop ပြည်သက်လောက်မြန်မာနိုင်ငံအတွက်လှူတာမြန်မာနိုင်ငံအတွက်ပဲရှိတယ်။ခင်ဗျားခုနပြောသအခုချိန်ထိဒါကျွန်တော်တို့တော်တဲ့ကကျွန်တော်အိဆူအုပ်စုဆိုအခုချိန်ထိတို့တို့အဖွဲ့သားဒါတရုတ်တကိစ္ဆာနဲ့ကျွန်တော်ပြတ်သွားခဲ့ပြီအဖွဲ့သားကျွန်တော်ပြတ်သွားခဲ့ပြီအခုချိန်ထိကျွန်တော်အိဆူအုပ်စုအခုလက်ရှိမှာ BDS အုပ်စုဆိုတဲ့ကျွန်တော်တို့စစ်ဘေးရှောင်အဖွဲ့တွေအခုချိန်ထိလှူတော့ ဘယ်ဘယ်ကောင်လေးမှာကျွန်တော်ဒါတီယွန်းဘာလာဆိုအကောင်လေးမွေးနေဆိုအကောင်လေးမွေးနေလူတာပဲကျွန်တော်ဘောလုံးဆိုမက်ဆီဆိုလဲမက်ဆီဆိုရေးစုပေါင်းလူကြတာပဲစပေးရှောင်းမဟုတ်ဘူးလားကျွန်တော်ဘနာဒူဆိုဘနာဒူတခါကြရင်ပြကျွန်တော်အနေနဲ့ဘလင်းကျင်တာဘလင်းမနေမဲ့ခင်ဗျာအားကိုးရတဲ့အနေထားမှာဒီဘောလုံးပြိတ်သက်တွေနဲ့ကေဘောပြိတ်သက်တွေဘယ်တော့မှသွားရှင်လို့မရဘူး ခမဘဒုံးမတကယ်ရှင်လို့မရဘူးတကယ်ကိုအားကိုးရတဲ့လူအုပ်စုပေါ့အဲ့တော့ကျွန်တော်ကမနိုင်ပြောဘောလုံးပရိတ်ဘောလုံးနဲ့ပတ်သက်ကိုအားပေးခဲ့တာဘဒုံးမနောင်မလားမရဘူးတကယ်တောင်းတာမရအဲ့တော့ပြောရဆိုရင်မြေဝယ်လာတော့ပါပြီလာပါမယ်ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ tv 4 you တို့မှာကျင်းလူစပောင်းကိုကြည့်လို့ရပါတယ်မြန်မြန်လေးလေးကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မြန်ကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်အားလုံးမကြူတူပါနဲ့ကောင်းမွန်တော့နေလေးနေဖြစ်ပါစုမငေါတောင်းပြီးနေပဲကျွန်တော်တို့နောက်မှာပဲအေးအေးဆေးဆေးတွေ့ကြတော့ပေါ့အားလုံးမကြူတူပါနဲ့ကျွန်တော်တော့ကုန်ပြီပါဗျမြန်မြန်ကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်မြန် များများကလစ်မှာမြဲမြဲနိုင်မှာဖြစ်ပါတယ်ချစ်တော်တော်ကုန်ပြပါဦးဒီပါဗျ